မမင်းစင်ကလာပါဒီနေ့အချာတော့ n2 n1 တမားလေးတော့ပေါ့နော်ဒါ n2 မိကုန်းဆိုတော့ n2 တမားတမားလေးတွားဆောင်ဝဲဖြစ်လို့ရှိရင်ဒီ reading နဲ့ပတ်သက်လို့ tip လေးဒီကပေါ့နော် reading ဒီပုတ်ချင်းစီမှာအာအထချက်ရှိတယ်ပေါ့နော်ဖြစ်ရှင်ဆောင်ဖြေရှောင်းရှောင်းဒီပြင်းနဲ့ပတ်သက်တယ်ဘယ်လိုမျိုးချက်ရဲ့ကုထပ်ပုံသာတက်နိုင်လဲဆိုတော့ကိုကျွန်တော်ဒီကနေပေါ့နော်ညောက်ကြီးချင်ရှိပါတယ်ကျွန်မရဲ့လက်ရှိဒီမိကုန်းတက်တဲ့ လေးတွေကိုလည်းပေါ့နော်ကျွန်တော်အနည်းငယ်ဒီပတိုင်းနှစ်ခုနှစ်ရှင်းပြရေးပေါ့နော်ပြီးလို့ရှိရင်ပထမအဆုံးဒီအားလေးမရှင်းခင်မှာကျွန်တော် reading ရှင်းလို့ရှိရင်အနည်းငယ်ပတိုင်းနှစ်ခုဆိုပြီးကျွန်တော်အနည်းငယ်ရှင်းပြရေးပေါ့နော်ပတိုင်းတစ်ခုနံပါတ်1ရကြတော့ပထမအဆုံးဒီလိုမျိုး reading အတူလေးဆိုရင်အချိန်က ညမနစ်ကနေညမနစ်30စက္ကန့်အောင်ပို့ရကြလို့ရှိရင်ကျွန်တော်ကလူစဖတ်အကောင်ရဲ့လူတွေဆိုရင်တော့ပထမအောင်ဆုံးမေးခွန်းဖတ်ပြတာနဲ့ကျွန်တော်အစအဆုံးဒီမျိုးအတူလေးတစ်ပုဒ်လုံးဖတ်ခိုင်းလိုက်တယ်။ဒီဒီဖတ်တဲ့ဆွဲပုံစံပေါ့နော်။ပြီးလို့ရှိရင်နံပါတ်2ကဒီဗမေးခွန်းကိုကိုကဖတ်ပြီးဆိုအဖြေကိုရှာတာပေါ့နော်။ပြောမှဆိုရင်တော့ဒီဒီမျိုး reading အတူလေးတွေပါတယ်ဆိုရင်တော့ကျွန်တော်က င်ဗျာ reading ကိုဖတ်မြန်တဲ့လူဆိုရင်တော့ reading ကိုအရင်ဖတ်တာကတော့ပိုအားကောင်းတယ်ပြီးရင် question ကိုဖတ်တဲ့ number 3ကကျတော့ကျွန်တော်တို့အဖြေကိုရှာရဆွဲပတ်တယ်ပေါ့နော်အာဒါဒီနေ့ကကျတော့ဒီတိုင်းလေးတော့အဆင်မပြေဘူးအဆင်ပြေလို့အဆင်ပြေကြရင်ပေါ့နော်ဟုတ်ပတ်တယ်ကိုကျွန်တော်မြန်မာစကားအကုန်လုံးသိနေကြပါလဲဆို number 3လာတာ ਨੇ ကျွန်တော်တို့ပါလဲဆိုမိကုံးဖတ်တဲ့ number 2ကကျတော့အဖြေကို reading မှာတွားပြီးတော့ရှာတယ် number 3ကကျတော့ကျွန်တော်တို့အစားအဖြေကိုဖတ်တယ်ပေါ့နော်ဆိုတော့ဒီပတ်တန်ရဲ့တော်များတုံးချမယ်လို့ထင်တယ် ပေါ့နော်ဒီနေရာမှာကျွန်တော်တခုပြောချင်တာကကျွန်တော်ပတန်ဒီပတန်ပဲဒီပတန်နဲ့ပဲစာကိုလည်းလုံးဒီပတန်နဲ့ပဲစာကိုလည်းလုံးကျွန်တော်တို့ပေါ့နော်အဖြေရှာလို့ရှိရင်အဖြေမှန်ကိုပဲအဓိကပေါ့နော်အာအဖြေမှန်ကိုပဲကျွန်တော်တို့တင်းကြုံပြီးတော့ရှာနေလို့မရဘူးပေါ့နော်ကျန်တဲ့မေးခွန်း၄ပုတ်ရှိတဲ့ထဲမှာတပုတ်ပဲအဖြေမှန်ပြီးတော့ ုံးဖုတ်ဒီအဖြီမှားများဖြစ်တဲ့အတွက်ကြောင့်ဒီအဖြီမှားကလည်းပတ်သက်ပြီးတော့လေဗေနားလေးကဘယ်မျိုးမှားနေလဲဆိုတော့ကျွန်တော်သတိထားလိုက်ရှင်အဖြီမှန်ကိုရှာရတာလွယ်ကွာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။အဲဆိုတေးကြီးမေးကြီးအဖြီမှန်တပတ်ကိုချိန်တည်ပေါ့ကိုကအယုံဆိုင်နေတယ်ဒါဖြစ်မလားမသိမသိချာတဲ့ခါကျတော့ရှင်တော်များက အေးကြလို့ရှိရင်ကျွန်တော်အနေနဲ့ကဘယ်လိုမျိုးအဖြေကိုရှာတင်လဲဆိုတော့အဖြေမှန်ကိုရှာရတာမဆင်ပြေတော့ဘူးဆိုရင်တော့အဖြေမှားကိုအရင်ရှာဖို့နော်အဖြေမှားတုံးဖို့ကိုအရင်ရှာချစ်ပြီးတော့မှအနည်းဆက်ဆုံးအဖြေနောက်ဆုံးကြံနေဟာဒါအဖြေမှန်ပဲဆိုပြီးကိုယ်အရင်ရွေးချယ်လို့ရှိရှုံးတက်ပေါ်ပြီးတော့အဆင်ပြေမှလားကျွန်တော်ထင်တယ်ပေါ့နော်ဒါကျတော့ တမျိုးလောက်ပါလို့ဆိုတာထက်ကိုကျွန်တော်တို့တမျိုးနီလန်းလေးရေးရှိရဲဆိုတာကိုရှင်းပြချင်လို့ပေါ့เนาะကျွန်တော်ဒီမှာစကားလေးမင်းပြောလိုက်တယ်။ကဲဆိုရင်ကျွန်တော်တို့ဒီမှာဒီဒုကိုင်းပေါ့เนาะဒုကိုင်းမှာတမျိုးပုံစံလေးစကားကျွန်တော်ပြတိုင်းပဲ1မိနစ်ကနေ1မိနစ်30စက္ကန့်လောက်ဆိုတော့အချိန်ရတာဖြစ်တယ်။ကျွန်တော်မိကုန်းတပုတ်ဖြစ်တဲ့ပုံနဲ့ဝီဒီပုံစံလေးမျိုးဆိုရင်တော့ ကျွန်တော်တို့ဗာလဲ reading ကို subject အကောင်းလို့ဆန် reading မြန်ဖတ်ရတဲ့ခါကျတော့ဒီ reading ကဘာအကြောင်းပြောလဲဆိုတာကိုလည်းတိုင်းပြီးတော့သိသွားတယ်ပြီးတော့မေးခွန်းလည်းဖတ်တဲ့ခါကျတော့ဒါဒီမှာဆိုရင် gap ကအရှုံးကြီးလို့တော့နားစိတ်ခါဆိုအောင် gap ကိုရှုံးလို့ အဲ့ဒါသူပြောနေပါလားဆိုတဲ့အနေထိုင်ကြောက်ရှင်ကိုကခနာစာဝဲဖတ်တာဖြစ်တော့ဂင်းပူလျှောကြီးလို့ဆိုပင်လာမှရှိတဲ့ဆိုတော့ကိုတို့မှဆရာကြီးလို့ရှင်တန်းပြီးတော့သွားရှာနိုင်နေပေါ့နော်အဲ့ဒီမှာမှတခုထမ်းမရမှာကျွန်တော်တခုရှိတယ်ဗာလေးဆိုတော့စာဝဲမှာပေါ့နော်သူမိလိုက်တဲ့မိခုံးကဒီလိုမျိုးမင်းသားထားတဲ့ဟာဒီဆိုရင်တော့တော်များအချိန်မရှိဘူးဆိုရင်တော့ဒီမင်းသားထားတဲ့စာလုံးရဲ့အရှိတကြောင်ထားပြောမှဆိုရင်ဒီအစားဒီနားမှာရှိတဲ့စာကြောင်ကိုပြောနေရပြည့်တယ်လို့အဲအောင်မှဆိုရင်ဒီ ठी ပဲဖတ်လို့ရှိရင်တော့အဖြေကို 샤두냐말로 제노 테네보노 다자도 아 그놈츠노도 다니서서 사바이코 좀 파치무소데 루이토포노 다자노예 어 발레 테이야모노 뼈무스 야수도 사바이트 보진시리아 디 디사바니가 안마야르레 피샤르야 피에터죠 디차레 유지친네 아니미고노 에이디 미고노 테마 마트리미 인다다다 미고노 미우소이노 사바이디 우도아비도 타파니시아 타파니시아 물로 우도 우보노 물로 베네고도 카레 လည်းပဲစာကြောင်းရဲ့အရှိမကြောင်းအရှိတကြောင်းတောင်းဖို့နောက်တကြောင်းပုံစံမှာကျွန်တော်ဖလိုက်မယ်ဆိုရင်အဖြေကိုချပြနိုင်မယ်လို့ကျွန်တော်ထင်တယ်။တကယ်လို့အင်တာဟာမဟုတ်ပဲနဲ့စာရေးဆရာကဒီနားလေးမှာပေါ့နော်။အားအကြောင်းအရာကိုပြောထားတာလေဒီစာပိုင်းကပတ်သက်ပြီးစာရေးဆရာဘာကိုရှင်းထားလဲဆိုရင်တော့စာရေးဆရာရှင်းလင်းချက်ကိုတရားဖို့တော့ကျွန်တော်တော်များပုံကနေဒီကနေဖတ်ပါမယ်သူရဲ့ရှင်းလင်းချက်ကိုနားလေးမလို့ကျွန်တော်ထင်ပါတော့။ဒါဒီအပုတ်တူအတွက်တပုတ်ထည့်တယ်နော်။တခြားပုတ်ဒီမပါဘူးပေါ့နော်။ဆိုတော့မိခွန်းတပုတ်ချင်းစီလိုက်ဖြေရှာမျိုးကဒါ ကျွန်တော်လည်းစုထားတယ်ဆိုတော့ပတ်တန်နဲ့ကျွန်တော်လေး test လေးကိုကျွန်တော် prepare ခြင်းဖြစ်ပါတယ်။နောက်တစ်ခါကျတော့ကျွန်တော်တို့ now reading ပေါ့။ now reading ဆိုရင်လည်းကျွန်တော်တို့ဒီမှာဘောလိုမျိုးပဲ reading အတူပေါ့နော်။မိဘဖလာတဲ့ခါကျတော့ ishawa kabeniwa dono yona yakuwa လေးကအလူတို့ခံခိုင်တဲ့လူက science ရဲ့စဉ်းစားတာပေါ့နော်။ science ရကဒီနယံရှိတာကကျတော့ဘလိုမျိုးပေါ့နော်။ yakuwa လေးအကျိုးရှိမလဲပေါ့လူဆိုတာကျတော့ လိုမျိုးစာပိုက်အတူလေးကိုမှစာရေးဆရာရဲ့စဉ်းစားထားတဲ့စာရေးဆရာဘလိုမျိုးစဉ်းစားထားတာလဲဆိုတော့ပထမပြောလို့ရှိရင်တော့တိချာလေးစာပိုက်ကနယံဆိုတဲ့အကြောင်းအရာကိုပြောတာပဲစာပိုက်ခေါင်းစဉ်ကလည်းနယံပဲဒါဆိုတော့စာရေးဆရာကဒီနယံနဲ့ပတ်သက်ဘလိုမျိုးကောင်းကျိုးရှိရဆိုတာကိုစဉ်းစားထားလဲဖြစ်အဖြစ်ကြောင့်စာရေးဆရာရဲ့စဉ်းစားနည်းတွေအမြင်တော့တချို့တော်တော်များဆိုရင်ကျွန်တော်တို့ကစာပိုက်ရဲ့ဒုတိယဒုတိယပိုင်းမှာစာပိုက်ရဲ့ဒါနောက်ဆုံးပိုင်းပြောမှဆိုတော့ စာပိုင်းနှစ်ပိုင်းရှိလို့ရှိရင်စာပိုင်းရဲ့ဒီနောက်ဆုံးပိုင်းမှာအဖြေရှိလောက်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ science of blue news လားဟာလေ science of blue news ကျန်ရင်ဒီပြထားတာလေးဆိုတဲ့ဒီမိကွန်လေးပါလာလို့ရှိရင်တော့တတော်များကတတော်များပေါ့နော်100%တော့မဟုတ်ဘူးတတော်များတော့ဒီစာပိုင်းရဲ့နောက်ဆုံးပိုင်းလာတော့မှအဖြေရှိရှိနိုင်တယ်ပေါ့နော်။အာဒါကတော့ဒီစာပိုင်းစာပိုင်းဖြေရှာတဲ့ဇာတ်လေးပေါ့နော်။ ဟုတ်ကြောတော့ချင်မယ်နော်ခွာချတော့ဒီလိုမျိုးပေါ့နော်ဒီအချိန်ကြီးနဲ့ပြီးထားတဲ့စကလုံးတွေပေါ့နော်ပြီးလို့ရှိရင်ရက်တွေဒီလိုမျိုးပြီးထားတဲ့ဟာတွေဆိုတော့တီချတယ်ကျွန်တော်တို့ဒီစာပွဲတစ်ပတ်လုံးမဖတ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ချိန်ကြီးနဲ့ပြီးထားတဲ့မလုံးလို့မရဘူးအနေထားဒီဒီမှာလည်းမျိုးပေါ့နော်ရှူးဆဲကဟီစီယောပြင်ဖို့လိုအပ်တာတို့ပြီးလို့ရှိရင် လိုမျိုးပေါ့နော်ဒီမှာဆိုဂျူကာစန်ဒီမာဒိနီဆိုတော့ခါဆူကိုအရှိရာဆဲကူလာဆိုင်ဆိုမျိုးအရှိရာဆဲလုံးရမယ့်ဟာလေဒီမျိုးအချိန်တည်းနဲ့ပြထားတဲ့စာပိုင်းလေးတွေဆိုရင်တော့ကျွန်တော်တို့ကပေါ့နော်အချိန် information အတိအကျရဖို့ဆိုရင်တော့ဒီမျိုးစာပိုင်းအတူတူဆိုရင်တော့ပေါ့နော်ကျွန်တော်ကတော့ဒါလေးကိုတော့တော်တော်တော်ဆိုမြန်လေးဖတ်ချစစ်ချင်းလေးပေါ့နော်ဒါတော့အချိန်က3မိနစ်လောက်ရမှချင်းနော်အခဏအပေါ်ပေါ်ရတဲ့တူပဲ1မိနစ်30စက္ကန့်လောက်ပေါ့နော်ကျွန်တော်ရမ်းကြည့်ရှိတယ်ပေါ့နော်ဆိုတော့အာ စာမိုင်းပေါ်မူတည်ပြီးတော့အဖြေကိုကိုရှားတာပေါ့နော်အဲဒီတောက်လျှောက်ကြီးဟာမိကုန်းအရင်ဖတ်မဲ့အဖြေကိုတွားရှာမှအဖြေပင်လာတော့မှရှိတယ်ဆိုတဲ့ပတ်တန်အားကြတော့ဘယ်မကောင်းတာတော့မဟုတ်ပဲねတချို့ဒီဘာလဲတန်းခွက်လေးတွေအားနေတယ်ခန်းကြီးလေးတွေအားနေတဲ့ခါကျလို့ရှိရင်ဒီဘာလဲအဖြေကိုဝေဝါးဖြစ်နေပြီးတော့ဘယ်ဟာ ဖြစ်မှန်းလေပြည်အဖြစ်မှာလဲဆိုတော့မတိတဲ့မတိနိုင်တဲ့အနေထားလေးပါပြီးရှိနိုင်တယ်ပေါ့နော်အဲ့ဒီခါကြလို့ရှိတော့ကျွန်တော်တို့အနေနဲ့အကြတဲ့ပြန်အပေါ်မှာခဏရှင်းပြရလို့ပဲအဖြစ်တစ်ခုသေးကိုပဲအာယုံဆိုင်ပြီးယူနေရတဲ့မှားတဲ့အဖြစ်သုံးခုကိုအရင်ရှာလိုက်တာတို့ဘာခေါ်ကြတော့ဒီစာပိုင်းရဲ့ကြောင်းရပါတော့ဘာကြောင်းတော့ပါလဲဆိုတော့ကိုနည်းနည်းလေးပေါ့နော်စမီဝေးဆိုတော့အချိန်9မိနစ်လောက်ပြန်ရဆိုတော့အရင်ကစဉ်းစားချင်မှုပါစင်းခိုင်းတာမဟုတ်ဘူးဒီစာပိုင်းကြောင်းရကဘာကိုပြောတာလဲဆိုတော့ကိုနည်းနည်းလေးခေါင်းထင်းမှာ ဟိုဘာတတိလေးနဲ့ဘာလဲစာကိုပေါ့နော်ဖတ်လို့ရှိရင်တော့ဘောလေးတော့အပြေကိုရှာပြနိုင်မှာလို့ထင်ပေါ့နော်တတော်များကမိကုံးကိုလည်းဖတ်တယ်မိကုံးဖတ်ပြလို့ရှိရင် reading ကိုတော့ဖတ်တယ်စိတ်ပူနေစိတ်ပူနေတဲ့အတိုင်းပေါ့နော် reading တော့ဖတ်တဲ့ခါကြာလို့ရှိရင်ဒီ reading ဖတ်တာဖတ်လိုက်တယ်ဒီမိကုံးကကောင်းခြင်းကိုပဲကိုကနားလေထားပြီးတော့ reading မှာ basic အလုံးကဘာကြောင်ကိုပြောရဲဆိုတော့တိတ်ဝနားမလေကြတာခါကြာတော့မိကုံးကပြောလာတဲ့ဟာကိုကမိကုံးတဘောတရားနားလေပါတဲ့ ါပေမဲ့ဒီ reading မှာပေးစကလုံးကပါသေးတယ်ဆိုတော့ဘုကဖတ်တဲ့ချိန်မှာအတူတူမှမထိတာလို့ရှိရင်ဒီအဖြေကိုလက်ကြည့်လိုက် video ကိုတပင်ကြည့်လိုက်ဆိုနောက်တော့မှဖြစ်နေမှာစကုတော့လည်းအချိန်ကုန်နေပေါ့နော်ဆိုတော့စာဖတ်ကဒီမျိုးစာဖတ်စာပါလေးဒီဖတ်တဲ့ခါကျတော့ရှင်တတိလေးနဲ့ဖတ်စီချင်တော့တခါတည်းဖတ်ရင်းနဲ့စိတ်ထဲမှာပါတာပြန်ဆိုရင်ပတ်တန်းလေးနဲ့ပေါ့နော်ကလုံးနားလေးဆရာမလို့ကိုတိတဲ့စကလုံးကိုတိတဲ့ခန်းကြီးလေးပါရှိလို့ရှိရင်ဒီတလုံးချင်းစီရဲ့ ဒိဗေရဲ့အနိစ္စဆောကိုစဉ်းစားထားလိုက်ရင်အဆင်ပြေတယ်။ဟောတကူကတော့နောက်ပေါ်ဒီလက်ထရိုမျိုးပဲဘာဒီစာပဲမဆိုရင်လည်းစာရေးဆရာကစာရေးဆရာရဲ့စဉ်းစားရမယ့်ပတ်သက်ပြီးတော့အောက်တော်ကတိုးနေတာစာရေးဆရာစဉ်းစားတာနဲ့ပတ်သက်ပြီးတော့ကိုင်းနေတာကပြတာလေဆိုတော့တော်တော်များများစာရေးဆရာရဲ့စဉ်းစားထားတဲ့အတွေးခေါ်လေဆိုရင်ခဏချောင်းပြောလို့ပဲနောက်ဆုံးပိုင်းမှာအဖြေရှိတတ်တယ်။နောက်ခါကျတော့ဟိုဘာလဲဒီစာရေးဆရာရဲ့အမြင်ဒီစာရေးဆရာရဲ့အတွေးခေါ်လေလို့ပြောလိုက်တာနဲ့တော်တော်များများက နိုင်တာတော့အဲ့လိုမဟုတ်နိုင်ဘူးလားဆိုတဲ့ပတ်သက်ပြီးဒေဝနိုင်တာရောကတော့အမောယီမတ်စာဒေဝနိုင်တာရောကအဲ့လိုဖြစ်နိုင်ဘူးလားလို့ရှိရင်ဟာတို့ခံခံရတဲ့ imasu to omote imasu အဲ့လိုစကားလုံးလေးတွေနဲ့ဆိုရင်တော့ဆိုင်းဆရာရဲ့အမြင်ကြီးအကျဉ်းအကျဉ်းကြီးဖြစ်နိုင်ကြီးများဆိုဒီစကားလုံးတွေကိုလည်းကျွန်တော်တို့ဟိုပါလိထားမှာပေါ့နော် ဟုတ်ကဲ့ဆိုရင်ကျွန်တော်ဂီတာနဲ့ပတ်သက်ပြီးတော့မင်းနဲ့ဆောင်းနားလည်မှာပေါ့နားလည်မယ်လို့ထင်ပါတယ်ဒီမျိုးစာပိုက်လေးတွေပေါ့နော်အတူလေးဆိုရင်လည်းဆန်းစစ်လို့အမှန်ရလို့ရဖြစ်တဲ့ကြောင်းမလွတ်တာမလွှတ်လိုက်စေချင်ဘူးပြုရှင်ဒီတစ်ခေါက်လာတဲ့ဒီမုန်တိုင်းကြီးကြီးမုန်တိုင်းကြီးကြီးဆိုရင် ကိုဂျင်းနာပန်တီပါလေရီဒီဘောဖလာကျော်သူကစုပေါင်းမိကုံးက၃ပုတ်ရှိတယ်ပေါ့နော်ကိုဂျင်းနာကိုဂျူဟာချီကိုဂျီကျူဒါကြတော့တော်များပေါ့နော်100%တော့မဟုတ်ဘူးသူရီကန် YouTube ဒီမှာလေ့လာကြည့်တာ ਨੇ ကိုရှင်စာတင်နေနဲ့တတိထားမိတာကြတော့တော်များပေါ့နော်ရီဒင်းဥမာဒီမှာမိကုံးက၃ပုတ်ရှိတယ်ဆိုရင်ရီဒင်းကဒီမှာဆိုရင် and the five the five ပုံမှာဆိုပတ်တန်လေးနဲ့ရှိရပေါ့နော်အဲဒီမှာဆိုတော့ပိုင်းဒါမှမဟုတ်ပိုင်း၃ပုတ်ဆိုတော့တော်များက အာမေခုံအဖြေတွေကတပုတ်ချင်းစီမှာရှိတတ်ပေါ့နော်ဒါဟာကြတော့100%တော့မဟုတ်ဘူးတော်တော်များ reading ရဲ့ဖြစ်နိုင်ခြေဗါလဲ85%လောက်ပေါ့နော်85%ကပါစံပါနော်ဒါကတော့ကျွန်တော်အမြင်ပေါ့အဲ့လိုမျိုးကြီးရှိတတ်တယ်ရှိတဲ့အခါကျတော့ဒီလိုမျိုးအပေါ်ဖို့ဆိုရင်ပေါ်ဖို့လိုမျိုးဆိုရင်ပေါ့နော်ဤဟာနာဖြီးမှာအဲဆိုရင်အော်ဒါဆိုတော့သူများဟာသူမေးပါလားအဲ့ကူကပေါ့မင်းတားလေးစကလုံးကိုပဲမေးပါလားဆိုပြီးတော့ မိသားဟာလည်းတွားပြီးတော့ရှာလိုက်တာမျိုးမလုပ်ဘဲနဲ့အဆုံးထိမိကုန်းလေးဖမ်းဆီးချင်တယ်ပေါ့နော်ဒီစကလုံးနဲ့ကိုင်းအနီးဒီစကလုံးနဲ့ကိုင်းဒီစကလုံးနဲ့ပတ်သက်ပြီးတော့သူစဉ်းစားထားတဲ့ချောင်းပြချင်နေကန့်ညီတဲ့ဟာအမီရလားမကန့်ညီဟာအမီရလားဆိုရှိခဲ့ရခါကြဒီမှာဆိုရင်ကန့်ညီတဲ့ဟာဆိုတော့ဆာဘိုင်းရောက်ပါလေဟာကိုကျွန်တော်တို့ဆိုင်ဆိုဆာဘိုင်းရဲ့ဆာလျံကိုနားလေးမှာရှိလို့ရှိရင်ဆာဘိုင်းရဲ့အရှိတကြောင်းအနောက်တကြောင်းမှာကျွန်တော်တို့ဗာလေဖြစ်ပဲပေါ့နော်ဗာလေအဖြေကိုရှာတွေ့နိုင်နေပေါ့နော် ဟိုက်ဒီမှာကျွန်တော်ဒါလေးကိုများတော့နားလည်မလားဒီထိနားလည်မလားဒီထိနားလည်မယ်ခဏလေးဖြတ်လိုက်ပြီးတော့ကျွန်တော်အပေါ်က reading ကိုအာ reading အနေဘယ်လဲစာစာအနေဘာ reading ဖြစ်လို့ရှိရင်ဘာလဲပတ်တန်တစ်ခုမှာ reading ကိုစစဖတ်ချင်စစစစချင်ဖတ်ခိုင်းနေဆိုတဲ့ပတ်တန်လေးရှိပါအေးပတ်တန်ပတ်တန်ပြီးကျွန်တော်ဒီစာပိုင်းမှရှင်းပြမယ်နော်ဘာလို့လဲဆိုတော့ reading ကိုစစချင်မှာဖတ်ခိုင်းရဆိုတော့တစ်ပုဒ်လုံးကိုကျွန်တော်ဖတ်ချက်ခိုင်းတာမဟုတ်ပဲね ဒီ reading ရဲ့ပထမအဦးဆုံးနှစ်ချောင်းကိုကျွန်တော်တို့ကဖတ်စီချင်တာပေါ့နော်ကျွန်တော်ကကျွန်တော်ပေါ့နော်ဒါလူတိုင်းစာပိုင်းရိုင်းမဟုတ်နော်စာပိုင်းပေါ်မျိုးတည်ပြီးတော့အခုလိုမျိုးစာပိုင်းလိုမျိုးဆိုရင်တော့မြင်းသားသားတို့မြင်းသားသားရဲ့စကားလုံးရဲ့အစာကြောင်းရဲ့အရှိကိုထားပြီးတော့ရှာကြည့်လိုက်ရဆိုရင်မဲ့ဒီမျိုးစာပိုင်းအရှိနဲ့မိကုံ၃ခုတွေပါလာလို့ရှိရင်တော့ကျင်းဒီပေါ့မင်းဆက်ဆုံးကကြတော့ဒါနဲ့ပထမအပိုင်းမှာနံပါတ်၁အဖြေလေးတွေပါရှိတဲ့အခါကျတော့ကိုကခဏအောင်ကလူရင်းကိုဗာလေနှစ်ချောင်းလောက် ပေါ့နော်နှစ်ကြောင်းခွဲတော့ကိုကဖတ်ထားလိုက်လေဆိုရင်ဆရာဘနံပါတ်1ရဲ့အာကိုကအလွယ်ကူနဲ့တွားရှာနိုင်မလားလို့ဆိုရဲပတ်တန်နဲ့ကျွန်တော်ကဆာဘိုက်ကိုပထမဦးဆုံးနှစ်ကြောင်းသုံးကြောင်းကိုဖတ်တာကလည်းကိုတက်မဆိုးဘူးလားလို့ကျွန်တော်တော့မြင်တယ်ပေါ့နော်ဒါကကျတော့ဂျပန်ကြီးစာလုပ်တဲ့မီပေါ့နော်ဟိုအခုဒီမှာကြုံရင်လည်းကျွန်တော်ရှင်းပြလိုက်မယ်နည်းရှုပ်ပါမယ်ပေါ့နော်အဖြစ်ကျွန်တော်မီမေကွန်လေးကြီးဖေးလာရင်ဒါလေးခဏဖေးလာဂျပန်ကြီးစာလုပ်လို့ရှိရင်ပေါ့နော်ဘယ်လိုမျိုးစာလုပ်ကြရလဲဆိုတော့သူဒီ ိုကပေါ့နော်ဒီမိကုံးလေးတွေကိုမိကုံးကိုမှကြည့်တဲ့အဖြေကိုတွားရှာတယ်ဆိုတဲ့ပတန်လေးနဲ့ရှာတဲ့အဖြေကိုမှဒီစာပိုက်ကအာအကြောင်းအရာကိုပြောရလဲဆိုတော့ဒီခေါင်းစဉ်ပေါ့နော်ခေါင်းစဉ်နဲ့စာပိုက်ရဲ့အကြောင်းအရာကိုနည်းနည်းလေးနားလည်ဖို့အတွက်ကိုတဲ့မအောင်ဆုံးအပိုင်ပထမအပိုင်နှစ်ချောင်းလောက်သူဖတ်ဖတ်လေးရှိတယ်။အိကနေမှကိုကဖတ်လိုက်ပြီးတော့မှအော်ဒါကကြတော့ ကလေးတွေဖက်ပါလေပြီးမှမြုပ်တီချောင်းပြောပါလားဆိုတော့ခေါင်းထဲဝင်သွားလိုက်လို့ရှိရင်နဲ့နောက်မေးခွန်းဖြေလို့ရှိရင်အော်ဒါမြုပ်တီ survive ပဲဆိုတော့ကိုကနားလေးတွေလို့တဲ့အဲ့ဒီ pattern နဲ့ရှိရတာတော့အစစရတော့ဒီ survive ဒီဒီ pattern နဲ့ရှိရဆိုတော့ဘုတ်သိချင်တာပေါ့နော်အဲ့အဲဆိုရင်နားစံတော့နားလေးမယ်เนาะပြီးလို့ရှိရင်ဒီနောက်တစ်ခုကောဂျူဟာချီကောဂျူကျူလို့ပေါ့เนาะဆိုရင်လည်းဘယ်လိုမျိုးပဲ survive အစီအလိုက်ကိုကျွန်တော်တို့ရှာထားမယ်ဆိုရင်တော့ရှာထားတယ်နောက်တစ်ခုကချက်တော့မင်းနားစံလို့အာဘာလဲ ဒါကြတော့ကျွန်တော် now စပန်ပြီးစပါတဲ့ပုံချင်းရှိတဲ့မှာကျွန်တော်ပြောတော့မယ်နော်အဲဆိုတော့ဒီလောက်ဆင်နာဆန်ရီနဲ့ပတ်သက်ပြီးတော့နားလည်မလို့ထင်တယ်နောက်တစ်ခါရောဒီလိုမျိုးမိသားစုရဲ့ဟာလေးဆိုရင်တော့ကျွန်တော်တို့ကစပါတဲ့အနေနဲ့ကြားနေစရာမလိုမိသားစုရဲ့စာချောင်းရဲ့အရှိတချောင်းကျွန်တော်လှမ်းဖတ်လို့ရှိရင်ကိုအဆင်ပြေတယ်ပေါ့ခဏကကျွန်တော်ပြောရလို့ပဲဟိုပါလေစာဟိုဘာလိုမျိုး ရတဲ့ဟာလေးဆိုရင်ဘုဒ္ဓကကြီးတခြားစာပေါ်လက်ဖက်နေစံမလို့ဒီနေထိုင်တဲ့စကလုံးရဲ့အရှိတကြောင်အနောက်တကြောင်ဖတ်လာလို့ရှိရင်အဖြေကိုအနည်းဆက်ဆုံးရှာတဲ့နိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဒါလို့ရှိရင်ရခုကြီးချိပိုင်းမှာဆိုရင် stress ဆိုတော့ယောဂီမန်ဆိုရင်ဒီလိုမျိုးပဲအာ तू က stress ဆိုတော့ယောဂီမန် तू ကနားနေကတော့ဘာအိပယ်လဲလဲဆို तू ကရှင်းပြထက်ခါကြောင်ရှိနော်ဒီစကလုံးနဲ့ပတ်သက်ပြီးကျွန်တော်ကစာပိုက်ထဲမှာဒီစကလုံးကိုတော့ရှာလာကောင်းနေပါတော့။ဆိုတော့ဆုံးရောရိမှာပင်လာတော့မှရှိတယ်ဆိုတော့ခါချင်တော့ကျွန်တော်ဆိုင်ဖိုင်ရှင်ပထမအပိုင်းရဲ့ဒါမှမရှိရဲဆို မှာပေါ့ဆိုတော့ရောဤမန်ကရှိတယ်ဆိုတော့ဒါလည်းပဋိဒီနားလောက်မှာအဖြေအာရှိနိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ခဏကတကယ်လို့ဒီနားလောက်မှာအဖြေမရှိဘူးဆိုတော့မှခဏကနံပါတ်၁ပုံမှာကိုကဒီဒီနေရာလေးဖလာဖြစ်တော့ကျွန်တော်အဖြေကိုဆက်ဆက်ပြီးတော့ရှာတွေ့နိုင်တယ်ပေါ့နော်ကျွန်တော်လည်းမျိုးထင်ယူဆရပေါ့နော်အာပြလို့ရှိရင်ဒီမှာလာပြီးပေါ့နော်လကွန်နီဆိုရင်ဒီဆိုဆိုလိုက်ဒီ stories to ni se te hi shawa to no yoni no be te iru ka di stone pat tat pi lo sa yi sia blo myu yee tha da le ba lo me la shin no to to mya lo khana to to mya sa ba ye di na so pai ma phi shi ta de bo no so ha da le ko mya sa lo na le ma lo tin ne ဘောနကဲဆိုရင်တော့အဲ့ဒီမှာလေနောက်ဒီတခြား reading မှာလေပုံစံနဲ့ပဲကိုကသွားပြီးတော့ရှာလို့ရတယ်။ကဲဆိုရင်နောက်ဆုံးပေါ့နော်အရိုးရှင်းဆုံးပတ်တန်ဒါကျွန်တော်ပြောပြပါမယ်။ ဟာဒါဟာကြတော့နောက်ဆုံးကိုစကလုံးလည်းမရဘူးဟိုခန်းကြီးလည်းနားမလည်တော့ဘူးအဖြေကိုယူရတော့မယ်ဆိုရင်နောက်ဆုံးအရေးဆုံးပေါ့နော်အရေးဆုံးနဲ့ဒီနီးလန်းကိုပဲအကူရတော့မယ်လူရတော့ပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဒီကျွန်တော်တို့ဆယ်တန်းကအင်္ဂလိပ်စာ written passage ပေါ့နော်အင်္ဂလိပ်စာ written passage ဖြေခဲ့ဘူးကြမ်းလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဒီအင်္ဂလိပ်စာ written passage လိုမျိုးပဲအင်္ဂလိပ်စာ written passage ဆိုရင်ဒီ column ဖောက်ထားတယ် column ဖောက်ထားတယ်အရှိစကလုံးအနောက်စကလုံးကြည့်ပြီးကျွန်တော်တို့ အပေါ်က survive မှာအဖြစ်တော့ရှာကြတာမှလားပြီးလို့ရှိရင်သူမိထားတဲ့မိကုံးမှာပါတဲ့စကလုံးကိုယူပြီးတော့ survive ထဲမှာတွားပြီးရှာကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့စေတံကပြီးတဲ့ပစိဖြီးပူးတဲ့ပတ်တန်နဲ့ကွက်လက်ဖောက်ထားတဲ့စာကြောင်းရဲ့ပြောဆိုတော့ဒီစာကြောင်းရဲ့မိတ္တကားစကလုံးရဲ့အရှိတကြောင်းအတကြောင်းမှာရှာတာတို့ပြီးလို့ရှိရင် မျိုးကမပါတဲ့စကားလုံးပေါ့နော်ခနာပုံစံမျိုးဆိုခနာစာပိုင်းမျိုးဆိုရင်ပါလေဆိုတော့ဒီ story ဆိုတော့ရောရင်မဲဆိုဒီစကားလုံးကိုစာပိုင်းထဲမှာတော့ရှာပြီးတော့ဒီစကားလုံးရဲ့အနီးအနီးနားမှာဖြေကိုရှာတာတို့ဒါကြောင့်နောက်ဆုံးကျွန်တော်တို့ပါလေဖြေရမယ်အနီးရိုးရှင်းဆုံးပတ်တန်ပေါ့နော်ဒီလိုမျိုးလုပ်မယ်ဆိုရင်တော့အဖြေကိုအနီးဆက်ဆုံးရှာပြီးနိုင်မယ်လို့ထင်တယ်အဲဒါကြောင့်ဒီ selenium ကလို့ဒီပါစိတ်ကြီးတဲ့ပုံစံလေးပေါ့နော်နောက်တစ်ချက်ကကြာတော့ ပါလဲဆိုတော့ခဏကကျွန်တော်တူတူအလိုမျိုးပဲစာပိုင်း3ပိုင်းရှိတယ်ပေါ့အဲစာပိုင်း3ပိုင်းရှိတယ်လို့ရှိရင်မိကုံးကတင်းနဲ့တုံးမိကုံး3ခုရှိလို့ရှိရင်ကိုကစာစာလဲဖတ်လို့အဆင်မပြေတော့ဘူးဆိုတော့နံပါတ်1မိကုံးအတွက်နံပါတ်1ပထမပိုင်းလောက်မှာအဖြေရှိနိုင်တယ်လို့တွေးပြီးတော့ပထမပိုင်းကိုမှန်းပြီးတော့အားနဲ့အဖြေကိုရှာတဲ့ပုံစံလိုမျိုးလဲကျွန်တော်တို့လုပ်လို့ရနေပေါ့နော်အားပြလို့ရှိရင်အဆောင်နံပါတ်3ချက်ကြတော့ဆိုင်းဆရာရဲ့ အမြင်ဒီထင်မြင်ချက်ဒီတုံ့တက်ချက်ဒီစဉ်းစားမိရဆိုတာဆာဘာရဲ့နောက်ဆုံးအပိုင်းမှာရှိတာများတယ်။ဥရှိရင်ဒီနံပါတ်၃မှာပဲနောက်ထပ်ခုတစ်ခါလေးပါလာတတ်မယ်ပေါ့နော်။ပါလဲဆိုတော့ဆာဘာရဲ့ခေါင်းစဉ်ဒီဆာဘာရဲ့ခေါင်းစဉ်ကပါလဲ။ဒီဆာဘာကဘာအကြောင်းဝင်နဲ့ပတ်သက်ပြီးတော့ရှင်းလင်းထားတာလဲဆိုတဲ့မိကုန်းလေးပါလာလို့ရှိရင်ဆာဘာရဲ့ခေါင်းစဉ်ဒီပါလဲဆိုတော့ပထမဆုံးများဆာဘာရဲ့ပထမဆုံးအပိုင်းမှာ ဖြစ်ရှိနိုင်နေပေါ့နော်ဒါကကျွန်တော်အမြင်ပေါ့နော်80% 85%လောက်ကတော့ဒီဆာဗာရဲ့ခေါင်းစဉ်လို့ဆိုလိုက်တာနဲ့ဆာဗာရဲ့ပထမဆုံးအပိုင်းနာလောက်မှာအဖြစ်ရှိနိုင်တယ်အခုရှိရင်ဆာဗာရဲ့ရှင်နေချက်ဒီပါလေဆိုရင်တော့ဆာဗာရဲ့ပထမပိုင်းနဲ့ဒုတိယပိုင်းနှစ်ခုကိုမနေ့လေးဖတ်လိုက်လို့ရှိရင်တော့သူရဲ့ရှင်နေချက်ကိုကျွန်တော်တို့အချမ်းမြင်သိနိုင်တယ်လို့ကျွန်တော်ထင်နေပေါ့နော်ဒါကကျွန်တော်ရဲ့တူတဲ့အမြင်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့မင်းဆန်တို့နားလည်မလို့ထင်ပါတယ်ပြီးရှင်အန်တူးမှာမှပါလာတယ် A နဲ့ B နဲ့ reading စာပိုင်းတွေကိုကျွန်တော်တော့ဆုံးဖြတ်ရှင်းပြပါမယ်။ A နဲ့ B နဲ့ reading စာပိုင်းကိုကျွန်တော်ဖြည့်ခါကြလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးဖြည့်ရမှာလဲဆိုတော့ဟာဥမာလောက်ခုကျတော့ခုပဲပေါ့နော်။စာပိုင်း A ကိုမိကုန်မဖတ်ခင်ပေါ့နော်။ reading တော့မဖတ်ခင်စာပိုင်း B ကို reading မဖတ်ခင်မှာ မိဘုံကိုလခုကျူလခုလခုကျူမှန်းသားမိဘုံဖတ်လို့ရှိရင်တတော်များတခြားအပုတ်တွေမတူတာတခုဟာပါလဲဆိုတော့သူကစာပတ်နှစ်ပတ်ရဲ့ကွာခြားချက်စာပတ်နှစ်ပတ်ရဲ့တူညီချက်တွေကိုမေးတာဖြစ်တဲ့အတွက်ကြောင့်တလတ်စလေကျွန်တော်ကတော့ဒီနေကုန်းဒီဒီစာပတ်ဘာလို့ A နဲ့ B တခုထဲနော်ဒီ A နဲ့ B နဲ့ reading တခုထဲကိုလခုကျူလခုပဲမိကုန်းဖတ်ပြီးလို့ရှိရင်လခုကျူနားပဲမိကုန်းမှာတလတ်စလေဖတ်စေချင်တယ်ပေါ့နော်ဘာလို့ဖတ်စေချင်တာလဲဆိုတော့ ဒီအဖို့က A နဲ့ B စာပွဲကအမှန်ရများတယ်အမှန်ရလွယ်တယ်လို့ဆိုအဖြေကိုတန်းပြီးတော့ရှာရတာအဆင်မပြေတာဖြစ်ရတော့ကြောင်းအဖို့ကဗာလေဟို2မိနစ်3မိနစ်စာဗီဒီယိုလိုမျိုးပဲ A နဲ့ B စာပွဲကအစအဆုံးဖတ်ဖို့ကျွန်တော် recommend ပေးရပါတော့။အားလည်းဆိုပထမဆုံးဗာလေဖတ်မယ်ဆိုတော့ A နဲ့ A နဲ့ B မှာ66 69မိကုန်းနှစ်ခုလုံးကိုအရင်ဖတ်မယ်မိကုန်းအရင်နားလေးအောင်လုပ်မယ်တန်းနံပါတ်ချက်။နံပါတ်2ကဗီဒီယိုကိုအစအဆုံး နှစ်ပိုက်လုံးနည်းနည်းနည်းဖတ်မယ်နံပါတ်3ကျွန်တော်တို့66ရဲ့အဖြေကိုရှာမယ်နံပါတ်4ရာ69ရဲ့အဖြေကိုရှာမယ်ဆိုတော့ဒီပတ်တန်နဲ့တွားမယ်ဆိုတော့နော်ဒီဆက်ဆုံးအဖြေကိုရှာနိုင်မှာလို့ထင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်ရှင်းပြခဲ့တဲ့ဒီနေ့ပတ်သက်ပြီးနားလည်မလို့ထင်တယ်ဒီ နောက်ဆုံးဇယားခွက်ပေါ့နော် information ရှာတဲ့ဗီဒီယိုကဒီမိကောင်းထဲမှာအပါအဝင်ကျွန်တော်ရှင်းပြတာခတ်ထားရေပေါ့နော်ကျွန်တော်အာ information ရှာနေပတ်သက်ပြီးတော့အရှိမဗီဒီယိုလေးတင်ပေးပြီးလဲဆိုအဲ့ဒီမှာတွားပြီးတော့ကြည့်ပေးပါတော့ကျွန်တော်ဒီကနေ့တိုက်တုံးချင်ပါတယ်ခင်ဗျခင်ဗျာဆုံးမြတ်ဆက်ခင်ကောင်းကြပါစေပြဂျာမတန်နေ